နံပါတ်7ပုတ်စာလေးက how many four digits integer เนาะ digit integer integer gain ပေါ့เนาะ four digits ဆိုတော့ digit လေးလုံးပါတော့ gain can be found from the digits of the number ဘယ်ကနေယူပြီးတော့သုံးရမလဲဆိုတော့1 2 3 1 2 4အဲ့တော့ဒီမှာဆရာမတို့ဒါလေးကပုံမှန်ပေးနေကြတယ်မတူဘူးပေါ့နော်1 2 3 1 2 4ဆိုတဲ့ဒီ6လုံးပေါ့နော်ပေါင်းလိုက်လို့ရှိရင်အားလုံးပေါင်းလိုက်လို့ရှိရင်ဒါအရေအတွက်က6လုံးရှိတယ် အဲ့မှာမှမအဲဆရာမတို့လက်တာလိုပုံစံမျိုးထပ်ပြီးတော့ခွဲရမယ်ဆိုရင်တစ်ကဘယ်နှလုံးပါလဲဆိုရင်နှလုံးပါတယ်2เนาะ21ပေါ့เนาะတစ်ကနှလုံးပါတယ်ပြီးသွားရင်နှစ်ကလည်းဘယ်နှလုံးပါလဲဆိုရင်နှလုံးပါတယ်เนาะနှစ်လည်းနှလုံးပါတယ်တစ်လည်းနှလုံးပါတယ်ကျန်တာတွေကတော့တစ်လုံးစီပဲနှစ်နဲ့တစ်နဲ့ကတော့ထပ်နေတာပေါ့เนาะ so that the resulting integer contains ဲ့တော့သူဖြစ်ချင်တဲ့အင်ဒီဂျာကဘယ်လိုဖြစ်ချင်တာလဲဆိုတော့ digit ၄လေးလုံးပါတော့အင်ဒီဂျာဖြစ်ချင်တယ်နံပါတ် A က different digit အဲ့ digit ၄လေးလုံးဒီမတူရဘူးတဲ့အဲ့တော့နံပါတ် A ကဒီမှာရှိတဲ့ digit ၄လေးလုံးကမတူရဘူး different ဖြစ်ရမယ်ပေါ့နော်ကွဲပြားခြားနားရမယ်ဒါဆိုရင်ဆရာမတို့ကအခုဒီမှာ1 2 3 1 2 4ဆိုတဲ့ဟာမှာ2က အဲ2ကလည်းနှလုံးပါတယ်1ကလည်း1ကလည်းနှလုံးပါတယ်အဲကြောင့်မတူအောင်လို့ပြောတဲ့ကြောင့်မို့လို့ဆံမတို့2နှလုံးကနေ2တစ်လုံးပဲယူတယ်1နှလုံးကနေလည်း1တစ်လုံးပဲယူတယ်ပြီးရင်ကျန်တာဒီ3ရယ်4ရယ်အဲ့တော့အားလုံးမတူတဲ့စလုံးမနှလုံးလဲဆိုရင်1 2 3 4လုံးပဲဒါကြောင့်4လုံး4နေရာကိုဆံမတို့နေရာချမှာမို့လို့4 factorial ဆိုရင်ရပြီအဖြေက4 factorial ဘာကြောင့်လဲဆိုရင်မတူညီတဲ့ဟာအတွက်က၄လုံးပဲရှိတာမို့လို့ နော်ဝမ်းနှလုံးထပ်တာတက်ကတစ်တလုံးပဲယူမယ်ပယ်လိုက်ပြီးနှစ်နှလုံးထပ်တာအတွက်ကလည်းနှစ်တလုံးပဲယူမယ်ပယ်လိုက်ပြီးဒါကြောင့်မို့လို့မတူတာသည်ဒီထဲမှာအဲခဏန်းလေးလုံး digit လေးလုံးမတူတာသည်1 2 3 4ပဲရှိတယ်စီမာကလည်း၄နေရာမို့လို့4 factory နံပါတ်ဘီကတော့2 pair of identical digit identical ဆိုတာတူတာကိုပြောတာပါအဲ့တော့ the same ပေါ့နော်တူတူပဲအဲ့တော့2 pairs 2 pairs ဆိုတော့ နှစ်နှစ်တွဲလို့ပြောတာပေါ့နော်နှစ်စုံ of identical digit တူညီသော digit နှစ်တွဲပါတော့စီရမယ်တဲ့ဆိုအဲဆရာတို့ပေးချက်ကပေးထားတဲ့တဲမှာလေတူညီသော digit ကနှစ်တွဲပဲပါတာဘာလို့လဲသူနည်းလဲဆိုရင်တစ်နှစ်ခုနဲ့နှစ်နှစ်ခုနဲ့အဲအဲ့တော့ဆရာမတို့ကဒီတစ်နှလုံးနဲ့နှစ်နှလုံးကိုပဲသုံးရမယ်ဒါကြောင့်1122ဆရာမတို့သုံးရမှာဒီ digit လေးလုံးသုံးရမှာကို two pair of identical digit လို့ပြောရကြ1122ကိုပဲဆရာမတို့အသုံးပြုရမယ် ဲ့တော့သူ့ကိုဆရာမတို့အဲနေရာချတဲ့အခါမှာစီစဉ်တဲ့အခါမှာနေရာဒီ4 digit လေးနေရာမှုလို့4 factorial ရဲ့ဒီမှာရှိတာလေးလုံး4 factorial ရဲ့ထက်တာတွေပါရကြောင်ဆရာမတို့စားပေးရတယ်။တစ်နှစ်ခါထက်တာအတွက်က2 factorial ရဲ့နှစ်နှစ်ခါထက်တာအတွက်ကလည်း2 factorial ရဲ့ဒါကြောင့်မို့လို့သူ့အတွက်အဖြေလေးဒီနံပါတ်ဘီရဲ့အဖြေလေးဒီ4 factorial divided by 2 factorial 2 factorial ဆိုပြီးတော့ဖြစ်မယ်နော်။နံပါတ် a pair of identical digit identical ဆိုတာတူညီသော digit ဒဇုံ a pair ဆိုတာဒဇုံ တူတဲ့ဟာဒဇုံပါမယ် and ပြီးတော့ another two different digit မတူတာနှစ်ခုကျန်တာဒီမတူတာနှစ်ခုဖြစ်ရမယ်အဲ့တော့ဆရာမတို့ကဒီမှာ1 2 3 4ဆိုတဲ့၄လုံးမှာတူတဲ့ဟာဒီ1ရယ်2ရယ်တူတယ်။ဒါကြောင့်နံပါတ်စီအတွက်ကိုဆရာမတို့က case ခွဲပြီးစဉ်းစားမယ်။ပထမအဦးဆုံးတူတဲ့เนาะ တူတဲ့ဒဇုံအတွက်ကိုဆရာမတို့ကဘာ digit ကိုသုံးမလဲဆိုရင်1 digit ကိုစဉ်းစားလိုက်မယ်ဒါဆိုရင်1 digit အတွက်ဒဇုံ and ပြီးတော့ကြတော့အနာသာကျန်တဲ့တဲကကျန်တဲ့တဲကဆရာမတို့2 digit 2 different digit ကိုရွေးချယ်မယ်မတူညီတဲ့ different digits ကိုရွေးချယ်မယ်ဒါဆိုရင်ဘယ်လိုဖြစ်မလဲအဲ့တော့1 pair ဒဇုံရွေးလိုက်တဲ့အထွက်ကြောင့်မို့လို့ဆရာမတို့ဒီ digit ၄လုံးအတွက်ဒီ1 pair ဒဇုံရွေးယူထားမှာမို့လို့11 ပြီးတော့အနောက်ထပ်နှလုံးဒီမတူညီတဲ့ဟာတွေကဆိုတော့ဆရာမတို့ကြံတာဒီဘာတွေကြံလဲဆိုရင်ဆရာမတို့ရှိတာက1 2 3 4เนาะ4မျိုးရှိတာအဲ့တော့ဒီမှာ1ကထည့်ပြီးသွားပြီဆိုတော့ပယ်လိုက်ရင်ကျန်တာဒီ3မျိုးကျန်တယ်အဲ့ဒီ3မျိုးတဲ့ကဒီနှစ်ခုအတွက်ကိုဆရာမတို့စီစဉ်ရမယ် arrange လုပ်ရမယ်နေရာချရမယ်ပေါ့เนาะအဲ့တော့ဆရာမတို့3ခုတဲ့ကဘာကိုရွေးလိုက်မလဲဆိုနှလုံးကိုရွေးလိုက်မယ်နေရာချဖို့အတွက်ကအားလုံးဒီ၄နေရာရှိတယ်ဒါကြောင့် 4factorial အဲ့ဒီမှာတင်နှလုံးထပ်တာပါနေတာအတွက်က2 factorial နဲ့ပြန်စားမယ်။ဒါကြောင့် 3c2 multiplied by 4 factorial divided by 2 factorial ဒီလိုရမယ်။ဒါကဘာအတွက်လဲဆိုရင်အဲ့ဒီတစုံကဆံမ1အတွက်စဉ်းစားလိုက်တာ။နောက်တစုံစဉ်းစားမယ်။နောက်တစုံ4 apple of 2ဒီတစ်ခါ2အတွက်စဉ်းစားမယ်။နော်ဆံမစာအရှိကြီးမရေးတော့ဘူး။အကျန်းရှင်းပြနေတာဆိုတော့နော် digit နဲ့ and another 2နဲ့ another 2 difference digit နဲ့နာသာ two different digit တို့စဉ်းစားမယ်ပေါ့เนาะအဲအဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲသူကလည်းအတူတူပဲเนาะ upper တော့2 2တစ်စုံအတွက်ကဆရာမတို့2နှလုံးထည့်လိုက်ပြီဒါလေးက2နှလုံးပြီးသွားရင်ကြံတဲ့နှစ်နေရာအတွက်ကကြံတဲ့ဟာဒီဘယ်နှလုံးကြံလဲဆိုရင်ဒီတစ်ခါ2ကိုဖယ်ရမယ်1 2 3 4မှာ2ကိုဖယ်လိုက်တော့ဘယ်သူကြံလဲ2 1 2 3 4မှာ2ကို fail လိုက်တော့1 3 4ကျန်တယ်အဲ့တော့ကျန်တဲ့1 3 4သုံးလုံးတည်းကဆက်မဘယ်နှလုံးရွေးရမှာလဲဆိုရင်နှလုံးကို နေရာချရမယ်ဒါကြောင့်3 c 2နော်ကျန်တာ၃လုံးကျန်တယ်၃လုံးနဲ့၄လုံးနေရာချမယ်ပြီးရင်အဲ့ဒီဒီ၄လုံးစလုံးကိုဆီယမတို့ပြန်ပြီးတော့နေရာတွေ arrange လုပ်ရမှာမဟုတ်လို့၄နေရာမဟုတ်လို့4 factorial ထပ်တာလေးပါနေလို့ပြန်စားတယ်2 factorial ဘယ်သူထပ်တာလဲဆိုရင်2ထပ်တာ ဒါကြောင့် 3c2 multiplying by 4 factorial divided by 2 factorial အဲ့တော့ case နှစ်ခုကွဲသွားတဲ့အတွက်ကြောင့် case 1အတွက်ကเนาะပဲအဲ1 2တဲ့ဒဇုံအတွက်ရဲ့ case 2အတွက်ကကြတော့2 2တဲ့ဒဇုံအတွက်ကိုဆရာမစဉ်းစားလိုက်တဲ့ကြောင့်အဲ့နှစ်ခုကိုပေါင်းဝေလိုက်ရရင်အဖြေရပြီနှစ်နဲ့မြောက်လိုက်လည်းရတယ်เนาะဒီတန်ဖိုးကိုနှစ်နဲ့လိုက်မြောက်လိုက်လည်းရတယ်အဲ့နှစ်ခုကိုပေါင်းတယ်ဆိုလည်းရတယ်အတူတူပဲအဖြေက the same ပဲပေါ့เนาะ ကဲဒါဆိုရမယ်လို့ထင်တယ်အဲ့တော့စာလေးရေးတာလေးပြန်ကြည့်ရအောင်ဒီမှာလဲဆရာမထပ်ပြီးတော့ရှင်းပြပါဦးမယ် if an integer contains three different digit เนาะအဲ့တော့ integer ဒီမတူညီသော digit ် digital ကြီးပဲပါဝင်တယ်ပေါ့နော်မတူ digital အကုန်လုံးဒီမတူဆံမတို့4 digit လောက်ချင်တာမို့လို့ digit 4လုံးမတူတာတွေပဲလောက်အောင်ဆိုတော့ပါဝင်တဲ့ဟာဒီဆံမတို့သုံးရမယ့်ဟာဒီလဲ1 2 3 4ပဲသုံးရမှာတစ်နှလုံးထက်တာရဲ့နှစ်နှလုံးထက်တာရဲ့မတူရမှာမို့လို့ပါလို့မရတဲ့အကြောင်းတစ်ကတစ်လုံးပဲပါမယ်နှစ်ကလည်းတစ်လုံးပဲပါမယ်ဒါကြောင့်4လုံး C ရမှာလဲ4 digit ဖြစ်တဲ့အကြောင်း၄နေရအဲ့အတွက်4 factorial ဖြစ်မယ်4 3 2 1 24 ပြီးရင်နောက်တစ်ခုအတွက်ဆမ်မန်နံပါတ် B if an integer contain two pair of identical of identical digit တူတဲ့ digit နှစ်စုံအတွက် ဲ့တော့တူရာနှစ်ခုပဲရှိတာဘယ်သူနဲ့ဘယ်သူနဲ့ဆိုရင်တရဲနှစ်ရဲဒါကြောင့်တင်းနှလုံးနဲ့နှစ်နှလုံးနဲ့ပါရရပဲဆရာမတို့ဖြစ်မယ်4 digits သည်11 1 comma 1 comma ရဲ့2 comma 2 comma ရဲ့ဒီလေးလုံးကိုပဲဆရာမတို့စီရမယ်အဲ့တော့လေးလုံးလေးနေရာစီတယ်ဆိုတော့4 factorial ရဲ့ပဲသို့တော့ဒီထက်တဲ့တင်းနှလုံးထက်တာအတွက်က2 factorial ရဲ့နောက်ထပ်နှစ်နှလုံးထက်တာအတွက်ကလည်း2 factorial ရဲ့ဘာပြန်လုပ်ပေးရမလဲဆိုရင်စားပေးရမယ်ထက်တဲ့အတွက်ဩဒီမှာ နော်ဆရာမတို့လက်တာပု္ပ္ပစာတွေအတွက်တုန်းကစာပြန်ပြီးတော့ထပ်တာတွေအတွက်စားသလိုပဲစားပေးရတဲ့သဘောပါဒီ2 factorial ကတင်းနှလုံးထပ်တာအတွက်နော်21 postorius နော်တက်ကားနှလုံးထပ်တာအတွက်ဒီ2 factorial ကလည်းအဲ့လိုပဲ2 2 postorius เนาะနှစ်ကဘယ်နှလုံးထပ်တာလဲဆိုရင်နှလုံးထပ်တာအတွက်အဲ့ဒါကိုပြန်ပြီးတော့ဒူတာတွေကိုပြန်စားပေးရတယ် ကဲဟုတ်ပြီအဲ့တော့နံပါတ်4ဆရာမတို့နံပါတ်4မှာကြတော့နံပါတ်4မှာကြတော့ဆရာမတို့က case နှစ်ခု꿰ပြီးတော့ဆရာမတို့စဉ်းစားရတယ်ပေါ့နော်ဆန္ဒတော်ကပြောတယ် case နှစ်ခု꿰ပြီးစဉ်းစားရတယ်အဲ့ခါကြတော့ပထမ case အတွက်က the integer may consist of ပါဝင်တဲ့ may consist either of ဒီနှစ်ခုတည်းကအောက်ကနှစ်ခုတည်းကတစ်ခုခုပါဝင်နိုင်တယ်ဆိုပြီးတော့စဉ်းစားမယ်ပထမဦးဆုံး တစုံဒီတူရမယ်လို့ပြောတဲ့ကြောင့်1ယူလိုက်ပြီးတူတဲ့ဟာကို1အနေနဲ့ယူစားလိုက်ပြီးကျန်တဲ့နှစ်ခုကိုကြတော့တခြားဟာအနေနဲ့ယူမယ်ဆိုတော့1ပယ်လိုက်ရင်ဆရာမတို့က1 2 3 4ရှိတာပေါ့နော်အဲမတူတာဖြစ်ရမယ်ဆိုတော့2 3 4ရဲ့ကယူတယ်အော်ဒုမဟုတ်ဒုတိယတစ်ခုအတွက်က2ယူလိုက်မယ်2ကိုနှစ်ခုအတူတူယူလိုက်မယ်ပထမတစ်ခုအတွက်က1 1ရဲ့နောက်တစ်ခါ2 3 4တဲ့ကဘယ်နှစ်ခုလဲဆိုရင်နှစ်ခုယူမယ်နော်2 3 4ကနေနှစ်ခုယူမယ်1 1နဲ့ဆိုရင် ဘယ်နှခုဖြစ်သွားမလဲဆို၄ခုဖြစ်သွားမယ်အဲ့တော့အဲ့လိုပဲနောက်တစ်ခုအတွက်ကလည်း2 2ကိုယူရမယ်ပြီးရင်နောက်ထပ်ဟာက2ကိုဖယ်လိုက်တော့1 3 4ကျန်တယ်အဲ့တော့1 3 4တဲ့ကနေဘယ်နှခုယူမှာလဲဆိုရင်နှစ်ခုကိုရွေးမှာနှစ်ခုယူမယ်အဲ့ဒါမှဒါလင်းသူလိုချင်တဲ့နော်တူညီတဲ့ဟာတစုံနဲ့ကြံ difference တစ်ခုနဲ့ဖြစ်မယ်ပေါ့နော် in each case case တစ်ခုချင်းစီအတွက်ကို the number of way to found the integer a ဆိုပြီးတော့ဆက်မတွက်ပြထားတဲ့အတိုင်းဒါအဲရှိတာဒီကျန်တာဒီဘယ်နှလုံးလဲဆိုရင် others အရေအတွက်က၃လုံးကျန်တယ်၃လုံးထဲက၂လုံးကို choose လုပ်မယ်နှစ်ခုကို choose လုပ်မယ်ဒါကြောင့်မို့လို့ 3c 2ပြီးသွားရင်၄နေရာဖြစ်တဲ့ကြောင့်မို့လို့4 factorial ထပ်တာကိုပြန်စားမယ်အဲ့ဒဇုံစာအတွက်ပြန်စားတယ်နော်ဒါက2တဲ့ဒဇုံစာအတွက်နော်2 ones အတွက် ါမှမဟုတ်ရင် to tools အတွက်အဲအဲ့အတွက်ပြန်စားတာ to တာကိုပြန်စားထားတာเนาะဒါက to 1ဖြစ်နေတယ်ဆိုရင် to factory ရဲ့အဲ to to နှလုံးအတွက်ပြန်စားတယ် to factory ရဲ့အတူတူပဲအဲ့တော့ဆရာမတော့ case တစ်ခုစားအတွက်ပဲတွက်ပြီးတော့နှစ်နဲ့မြောက်လိုက်ရင်ရပြီဆိုတော့2 by 3c2 multiplying by uh, 4 factorial divided by 2 factorial ဆိုပြီး calculator နှိပ်လိုက်တာနဲ့အဖြေရပြီပေါ့เนาะကဲဒါဆိုရင် ဒီပု္ပ္ပစာလေးရမယ်လို့ထင်တယ်။နော်အဲဒါလေးကဆရာမတို့ပေးထားတာလေးကအရင်နဲ့မတူဘဲနဲ့လက်တာလေးကိုဘိုင်ယူစင်းဘဲလက်တာတွေကိုသုံးပါဆိုပြီးတော့ပေးတာမဟုတ်ဘဲနဲ့အသုံးပြုရမယ့်လက်တာကိုယ်တိုင်ကသူကဘလို့ပေးထားလဲဆိုရင်11နော်1နှလုံးရယ်1 3104ဆိုပြီးတော့1ကနှလုံးပါတယ်နောက်တစ်ခါ2ကလည်းနှလုံးပါတယ်အဲ့လိုပုံစံပေးထားဆရာမတို့ဒါလေးတွေကိုလက်တာပုံစံလေးလို့မြင်လိုက်ပြီးတော့ เนาะရှိတာဒီအားလုံးပေါင်း6ခုတင်းနှလုံးပါတယ်နှစ်နှလုံးပါတယ်ကျန်တာကျန်တာကကျန်တဲ့အရေအတွက်နဲ့ပေါ့နော်အဲဒီလိုပုံစံနဲ့သွားတယ်လက်တာတွေသုံးတဲ့အခါမှာမတူညီတဲ့လက်တာသုံးမယ်ဆိုရင်ဒီထဲမှာ1ရယ်2ရယ်3ရယ်4ရယ်ပေါ့နော်တူတဲ့ဟာကိုထပ်ပြီးတော့ကောက်လုံးပေးစရာမလိုတော့ဘူးအဲဒါမျိုးလေးပေါ့နော် အဲ့တော့ဒီပု္ပ္ပစာလေးကိုဒီလိုပုံစံလေးကိုပဲဒီသူ့သုံးခိုင်းတဲ့လက်တာထဲမှာ0ထည့်ပြီးတော့ပါလာတယ်ဆိုလို့ရှိရင်တော့ဆရာမတို့ကအင်တီဂျာဖြစ်တဲ့ကြောင့်ရှေ့ဆုံး digit တွေ0ဖြစ်လို့မရဘူးဆိုတဲ့ case ကိုမဖြစ်မနေသတိထားပြီးတော့စဉ်းစားပြီးတော့ပဲတွက်ပေးရမယ်မဟုတ်ရင်တော့မှားနိုင်တယ်ပေါ့နော်အဲ့တော့ဆံပွဲမှာဒီလိုပုံစံလေးကိုဒီသူ့အသုံးပြုရမယ့်လက်တာထဲမှာ sorry သူ့အသုံးပြုရမယ့် digit ထဲမှာ0ထည့်ပြီးတော့ပေးတာမျိုးလာနိုင်ပါတယ်အဲ့ဒါလေးလည်း try try ထားသင့်တယ်ပေါ့နော် 0ဆိုရင်တော့0ပါလာပြီဆိုရင်တော့တတိထားပြီးတော့စဉ်းစားရပါတယ်။ဆရာမတို့0ဒီ digit တို့ number တို့ဆိုလို့ရှိရင် first digit အနေနဲ့0ဒီနေရာဝင်လို့မရပါဘူး။ code တို့ password တို့ဆိုရင်တော့ရတယ်နော်။